အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ trainer မင်းဝေပါကျွန်တော် bio lifestyle ကျမ်းမာရေးကဏ္ဍကနေပြီးတော့ချိန်မသွားနိုင်တဲ့သူတွေအတွက်အိမ်မှာရှိရပစ္စည်းလေးတွေနဲ့လွယ်ကူလုပ်နိုင်မယ့်လေ့ကျင့်ခန်းလေးတွေကိုလာစဉ်တက်ဆက်သွားပါမယ်ခင်ဗျာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်ပါရခင်ဗျာခနာကုတ်တစ်ခုလုံးကိုသုံးရထင်းနဲ့ထီရောက်မယ်ကစားနည်းကြီးကိုကျွန်တော်တင်ဆက်ပေးသွားပါမယ်ခင်ဗျာ မဆုံးတရက်မှာကစားအမယ်ကစားနည်းရတော့ရှင်ဘက်ရဲ့ပခုံးရဲ့နောက်လက်မောင်းရဖြစ်ပါလေ။မိန်းကလေးရင်ဘက်ကိုထီအောင်မယ်ကစားနည်းဖြစ်ပါလေ။လက်ကိုပခုံးအကျဲထားမယ်။ဒူးလေးကိုကွေးထားမယ်။ကွေးပြီးရင်အသက်ကိုရှူပြီးတော့အောက်ကိုလက်ကိုကွေးချမယ်။ပြီးလေမုတ်ထုတ်ပြီးတော့ပြန်တော့မယ်1 2ဒီကစားနည်းကတော့ main လေး15ဂျင်း3ကြော့ထိကစားရပါတယ် နောက်တနည်းကတော့အင်္ဂလိပ်ရင်ဘတ်နဲ့နောက်လက်မအောင်လက်ချင်းထိရောက်မဲ့ကစားနည်းပေါ့နော်လက်လေးကို3ခံပုံစံနည်းထားမယ်ထားပြီးတော့တက်လေးကိုရှူမယ်ရှူပြီးတော့ထိုးချမယ်ပုံရောက်အမုတ်ထုတ်မယ်1 2 33 ဒါလေးတွေကတော့ခြေတော်လေးကိုပြန်ဆက်မယ်လက်ကိုပခုံးကျဲထားမယ်ပြီးရင်အသက်လေးကိုရှူပြီးတော့ထိုးချမယ်လက်လေးကိုကြည့်ပြော့ဒါဒါလေးတွေကတော့ဆက်နှစ်ကျင်းလေးကျော်အောက်ထိကသားလို့ရပါတယ်ခင်ဗျာအတနည်းကတော့ယောက်ျားလေးရင်ပတ်နဲ့နောက်လက်မောင်လေးကို ြစ်ရောက်မဲ့ကစားနည်းဖြစ်ပါတယ်။လက်လေးကို3ကံပုံစံထောက်မယ်၊ခြေလေးကိုဆက်မယ်၊တက်ကိုရှူမယ်၊ရှူပြီးတော့လက်ကိုကွေးချမယ်။ပေါ်ရောက်ရင်မှောက်ထုတ်မယ်1 2 3ကစားနည်းအရကြားလေးရှင်ဘက်ပေါ်တာကိုထိအောင်မဲ့ကစားနည်းဖြစ်ပါတယ်။ပထမဆုံးခုတ်ပေါ်ဆောက်လေးတင်မယ်။ လက်ကိုပခုံးနဲ့ညီအောင်ထားမယ်။ထားပြီးခါးလေးဆက်မယ်၊ရင်းနှီးကော့မယ်။အသက်လေးကိုရှူပြီးတော့လက်ကိုပြေးစားမယ်ဝမ်း2 3ခုကတော့အိမ်မှာမိန်းကလေးရောညီကလေးရောလိုက်ပါကစားရမယ်။ပခုံးကစားနည်းဖြစ်ပါတယ်။ထိုင်ကုန်လေးတစ်ခုရဲ့ ဒီတန်ဘူးလေးနှစ်ခုရလိုရပေါ့နော်โอเคအရင်ဆုံးကျောင်းပခုံးနဲ့တန်းနဲ့ထားမယ်ထားပြီးတော့ရင်လေးကိုကော့ထားမယ်ခါလေးစမ်းထားမယ်ပြီးရင်အပေါ်လေးကိုတော့မယ်အောက်ကိုပြန်ချမယ်တွန်းတဲ့ချိန်မှာတက်ကူမုတ်ထုံမယ်အောက်ရရှူမယ်1 2 3မင်္ဂလီရတော့15ချိန်3ကြော့ကစားနိုင်ပြီ။ယောက်ျားလေးရော12ချိန်4ကြော့ကစားလို့ရပါတယ်။ ီကစားနီးလေးကတော့ပခုံးဘေးသားကစားနီးဖြစ်ပါတယ်မိန်းလေးရောယောက်ျားလေးရောလိုက်ပါကစားလို့ရပါတယ်အရင်ဆုံးခန္ဓာကိုယ်လေးကိုအရှိလေးကိုင်းပြီးရောခြေထောက်လေးကိုဆူမယ်လက်လေးကိုအောက်ချပြီးရောဘေးဘက်လေးကိုလက်လေးကိုဆန့်ထုတ်မယ်1 2ရုပ်မြောက်တဲ့အချိန်မှာတက်ကူရှူမယ်အောက်ရောင်ဖြည်းဖြည်းချင်းမှုတ်ထုတ်မယ်မင်းကလေးရတော့15ချိန်3ချုပ်ကစားနိုင်ပြီ။ယောက်ျားလေးရ12ချိန်2ချုပ်ကစားလို့ရပါတယ်။ ီကစားနည်းရောပခုံးအနောက်ကစားနည်းလေးဖြစ်ပါတယ်မိန်ကလေးရောညာညာလေးရောလိုက်ပါကစားလို့ရပါတယ်အမောက်ဆုံးခြေောက်လေးကိုပူထားမယ်ခနာကလေးကိုငိုက်ချမယ်လက်လေးအောက်ချပြီးတော့ခနာကွေးနဲ့ကိုင်းပြီးတော့ဘေးလေးကိုပြန်ကပါမယ်1မြောက်တဲ့ချိန်မှာတက်လို့ရှိမယ်အောက်ရောက်ရင် ပြန်ချမယ်2 3 4 ကစားနည်းလေးကတော့လမောင်းနောက်ကစားနည်းလေးဖြစ်ပါတယ်။ယောက်ျားလေးရောမိန်းကလေးရောလိုက်ပါကစားလို့ရပါတယ်။အိမ်မှာခုံလေးတည်းရောခုံရှိရုံနဲ့ကစားလို့ရပါတယ်။မောက်ဆုံးတင်မောက်ကိုအရှိလေးမှာထုတ်ပြီးထိုင်မယ်။လက်ကိုခုံကင်မယ်။ချောင်းလေးကိုဆန့်မယ်။ဆန့်ပြီးတော့ရင်လေးကိုကော့ထားမယ်။တင်မားလေးကိုရှစ်တို့မယ်။ဒူးလေးကိုကွေးမယ်။တောင်လေးကိုပါကွေးချမယ်။အသက်ရှူမယ်။ချားချိန်မှာပြီးမှုတ်ထုတ်မယ်1 2 3မိန်ကလေးရ 15ကြိမ်3ကြော်ကစားပြီးရောယောက်ျားလေးရာ12ကြိမ်4ကြော်ကစားပြီးရပါတယ်ခုဖော်ပြပေးခဲ့တာကတော့ပထမတရက်မှာကစားရမယ်ရှင်ဘက်ရဲ့ပခုံးရဲ့နောက်လက်မောင်းကစားနည်းဖြစ်ပါတယ်နောက်တရက်ကျရင်ဘာကြီးကစားအောင်လဲဆိုတာဆက်လက်ဆောင်ကြည့်ကြည့်ပါအောင်ခင်ဗျာ